ခဏသာသည်မိတ်ဆွေများလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်အနေနဲ့ဒီအကောင့်အနေပြီးတော့ဘေးရင်နေကြရာတွေပတ်စင်ဟောစတန်တွေလာစင်ဟောစတန်တွေတင်ပြနေကြဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းမှာလည်းမအားလက်တဲ့ကိစ္စတွေကြောင့်အဲမတင်ပေးပြဖို့ပေါ့နော်အဲ့တော့ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်ကိုအတော့ဝင်မဲ့အကျိုးရှိမဲ့အကံမီရနဲ့ပတ်သက်တာဘေးရင်နဲ့ပတ်သက်တာလို့ပဲပြောရမှာပေါ့နော်အဲ့ဒီအကြောင်းအရာလေးတစ်ခုကိုမိတ်ဆွေတို့ကိုအဲပြောပြပေးမှာဖြစ်ပါတယ် အဲ့တော့ဒါကတော့တခြားမဟုတ်ဘူးเนาะအဲဘသူမဆိုးအလွယ်တကူအဲကြည့်လို့ရမယ်ဂယုဆိုင်သတိထားလို့ရမယ်အတော်တော်များများထူးခြားတဲ့ဖြစ်ပျက်တွေအဲဘဝရထူးခြားတဲ့အပြောင်းလဲတွေဖြစ်တတ်တဲ့အချိန်အခါပေါ့เนาะအဲ့ဒီအချိန်အခါလေးတွေကိုအဲအလွယ်နားလေလူတိုင်းနားလေအောင်ပေါ့เนาะပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကသတိမမူကူးမမြင်ပေါ့เนาะသတိမူမှကူးမြင်မယ်ဆိုတော့ပုံစံမျိုးဖြစ်ပါတယ် ဲ့တော့တတိုက်စဉ်ဆိုင်အခုကျွန်တော်ပြောပြမယ်အကြောင်းအရာကကိုယ့်ရဲ့မွေးလာပေါ့နော်ကိုယ့်ရဲ့မွေးလာရောက်လာပြီဆိုရင်အဲဘယ်တစ်ခုနှစ်မှမွေးတဲ့သူမဆိုပေါ့နော်ဘယ်နေသားသီးမဆိုမိမိရဲ့မွေးလာရောက်တော့မယ်နော်တလအလိုနော်ကိုယ့်မွေးလာကိုရောက်ဖို့တလအလိုပြီးတော့ကိုယ့်မွေးလာရဲ့ကိုယ့်မွေးနေ့ရောက်ပြီးတော့မွေးနေ့အကျော်တလအတွင်းပေါ့နော်ရှေ့တလနောက်တလအတွင်းပါ ဲ့လိုအချိန်ခါမျိုးတွေမှာဘဝရဲ့ထူးခြားဖြစ်ပျက်တွေကိုကြုံတွေ့ရပါတယ်ထူးခြားအပြောင်းလဲတွေနော်ဘဝနဲ့ပတ်သက်တာတွေနော်ထူးခြားတဲ့ဖြစ်ပျက်တွေထူးခြားတဲ့အပြောင်းလဲတွေကိုကြုံတွေ့ရပါတယ်အဲ့တော့ဘယ်နေသားသီးမဆိုဘယ်နှခုနဲ့မှမွေးတဲ့သူမဆိုအဲကိုမွေးလရောက်ခံနေတလကိုမွေးနေကြော်ပြီးတလတွေကိုအဲဂယူးဆိုင်တင်တယ်သတိထားတင်တယ်နော်ဒါက သတိပြုရမယ်သတိပြုပြီးတော့နေထိုင်မယ်ဆိုရင်ပိုပြီးကောင်းပါတယ်။ဘာကြောင့်လဲဆိုရင် ကိုယ်မွေးနေ့ရောက်ခံဒီတလအထူးသဖြင့်အဝင်တစ်ချက်အထွက်တစ်ချက်ပေါ့နော်တချို့ဂျိုအိတ်တွေတချို့ဂျိုစားတက်ရောက်တင်မှာအဲအဝင်မှာအထူးကြရတွေဘဝရဲ့ဖြစ်ပျက်တွေဖြစ်တာမျိုးတွေကြုံတွေ့တတ်တယ်။တချို့ဆိုရင်လည်းအထွက်ခေါ်မှာပေါ့နော်ကိုယ်မွေးလရောက်ခံဒီမွေးနေ့ရောက်ခံနေပြီဆိုရင်ဒါအထွက်ခေါ်တာပေါ့နော် အဝင်တို့အထွက်တို့ပါသတိထားရတယ်အဲ့တော့တက်ရောက်ပြောင်းလဲတွေเนาะဂျိုးအကြီးပြောင်းလဲတွေထူးခြားစွာထူးခြားစွာကြုံတွေ့တတ်တဲ့အခိုက်အတန့်ဖြစ်ပါတယ်အဲ့တော့အဓိကပြောချင်တာကတော့ကိုမွေးလာ ရောက်ခံဒီတလကိုမွေးနေကြော်ပြီးတလတွေဟာအဲလူတိုင်းမြေသူမဆိုဘယူဆိုင်သတိထားတင်တယ်လို့ကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးအဲ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ချမ်းသာချမ်းသာကြပါစေ။ဆိုရင်ဒီကနေ့ဆူတောင်းမေတ္တာပို့တာပဲ။